ကိုလိုနီလက်အောက်ကနေလွတ်ဖို့အတွက်လည်းကုဘတာကိုပဲယုံခံခဲ့ရတယ်။တော့ဒီအာနာရှင်စနစ်လောက်အောက်ကနေလည်းကုဘတာကိုယုံခံခဲ့ရတယ်။အဲ့ဒီချိန်မှာကျွန်တော်တို့စကားပြောမယ်ဆိုရင်ဗမာနဲ့လည်းစကားပြောကြည့်မယ်၊အိန္ဒိယနဲ့လည်းစကားပြောကြည့်မယ်။အဲ့ဒီချိန်မှာဘေးနိုင်ငံဘေးအုပ်စုတွေကကျွန်တော်တို့ရဲ့အနာဂတ်အတွက်ပို့ပြီးတော့မှအမခံချပေးနိုင်တယ်လေ။အာတိတုဆန္ဒခံယူပွဲလုပ်မယ်ဆိုရင်ဒေချာတာတခုကကျွန်တော်တို့ကိုနှိစေတဲ့သူဖီပေါင်း90ကျော်ကိုကန္တာပေါင်းဆောင်မှာအနေဆုံးဖြစ်အောင်လုပ်တဲ့ လူမျိုးနိုင်ငံတွေမှာဆက်နေတာထဲတော့ရွေးချယ်ခွင့်ရမယ်ဆိုရင်အိန္ဒိယတန်အပူပေါင်းသွားတဲ့ဟာကတော့ P2P ရဲ့ဆန္ဒပုံဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မြင်တယ်။ဘမဖိချက်မှာတော့ဘာမှခံချက်မှမရှိသေးဘူးကျွန်တော်တို့ဒီပေါင်း90ကျော်နေလာတဲ့ချိန်မှာကျွန်တော်တို့ကိုရက်ဆက်တာကလွေပြီးတော့မှအခုဒီမီဇိုရမ်လွှတ်တော်ကိုယ်စားလှယ်တူဝင်လာပြီးတော့မှအဲ့လိုပြောကြားချက်ကအခုလက်ရှိအခြေအနေအရဆိုရင်တော့တကယ်လက်တွေ့ဖြစ်လာနိုင်ချေအလားလာလဲကောင်းပြီးတော့မှ တော်လှန်ရေးကာလမှာဖြစ်နေတဲ့ခါကျတော့ပိုပြီးတော့မှလူတွေစိတ်ဝင်စားမှုပိုကြီးသွားတာဖြစ်တယ်ဒါဒါမဲ့ကျွန်တော်တို့ချင်းတိုင်းဝမ်ရဲ့ကျက်တော်ကတော့ဒါထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးဆိုတော့ပထမအောင်ဆိုပြောချင်ပါတယ်ဟုတ်ကဲ့ slide တို့ခခင်ဗျာအခုကျွန်တော်တို့ချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီမီဇိုရန်ကအမတ်တူကဒီချင်းလန်းကောင်စီဒီဗမာပြည်တဲ့ ठी ကိုချင်းပြည် ठी ကိုဗောနော်လာပြီးတော့လဲပြီးတော့သူတို့တွေ့ဆုံဆွေးနွေးစကားပြောတဲ့အခါမှာ ဒီချင်းပြည်ကိုအိန္ဒိယနဲ့ပူးပေါင်းမှုဆိုပြီးသူအကြံပြုသွားတာကိုကျွန်တော်တို့သတင်းမှာတွေ့ရပါတယ်။နောက်တစ်ခုကကြတော့ကျွန်တော်ကဘောဂျိုင်ဝမ်ပေါ့နော်။ကဘောဂျိုင်ဝမ်တော့စကိုင်းတိုင်းပေါ့။ဒါပေမဲ့လည်းဒါချင်းနဲ့ဆက်ဆက်နေတာပဲ။ဆိုတော့မနီပူအမတ်ကဒီလွှတ်တော်မှာတင်တယ်။ဒီကဘောဂျိုင်ဝမ်ဒေတာကိုပြန်ယူတင်တယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်။သူကလည်းအချက်လက်နဲ့တင်ပြသွားတယ်။ဆိုတော့လောလောဆယ်ဒီကိစ္စနှစ်ခုကအဲ့ဒီကျွန်တော်တို့အနောက်ပိုင်းမှာ issue ဖြစ်နေတာပေါ့နော်။ပြောစရာကိစ္စ။အဲ့တော့ကို slide broker ကလည်းဒီ ချင်းပြည်ရဲ့အရေးကိုဆောင်ရွက်နေတယ်ချင်းလူမျိုးလက်တယောက်ဖြစ်တော့အခုအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုအသေးစိတ်ပေါ့နော်ဘာဒီမဲ့ဆက်တည်ထားလဲဗျအဲ့ဒါလေးအရင်ဆုံးပြောပြပေးစီလိုပါတယ်ဟောဟုတ်ကဲ့ဒီပထမဆုံးအနေနဲ့တွတ်တော်ကိုစလေဝိန်လာလီပြီးတော့မှအချင်းပြည်ကိုအိန္ဒိယနိုင်ငံတည်းပူပေါင်းဖို့ဆိုတော့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တူရဲ့ပြောဆိုမှုအရင်ပြောမယ်ဆိုရင်တော့အဲ့ဒီကိစ္စကြတော့အရင်ကြီးထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးကျွန်တော်တို့အတိုင်းဝိုင်းမှာဆိုရင် ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီချင်းလူမျိုးတွေကအိန္ဒိယဗမာပြည်နောက်ပြီးတော့မှဘင်္ဂလားဒေ့ရှ်ဒီသုံးနိုင်ငံမှာပြန်ချင်းနေထိုင်တဲ့လူမျိုးဖြစ်တယ်ဒီလူပြန်ချင်းနေထိုင်မှုပုံစံမျိုးမဖြစ်ခင်အကိုလိုဒီမတိုင်းခင်ဆိုရင်လည်းအာကျေးလေတိုင်းပြည်ပုံစံမျိုးနဲ့တခြားလွတ်လပ်တဲ့တိုင်းပြည်တွေရှိတော့ကျွန်တော်တို့ထူထောင်လာခဲ့တာဖြစ်တယ်ကိုလိုဒီကာလမှာလည်းအတစုတစီတဲ့အုတ်ချိုးရေးစနစ်တကူအောင်မှာကျွန်တော်တို့ရှိလာပြီးတော့မှလွတ်လပ်ရေးယူခါဆ ဒါဒုတိယကမ္ဘာစီကာလမှာじゃမှာကျွန်တော်တို့ဒီတောင်တန်းဒေသအချင်းချင်းတိုင်းပြည်တစ်ခုထူထောင်ဖို့အတွက်ရှိရှိလုံးလုံးနဲ့ဒါစူးစိမှုမဖော်ဆောင်နိုင်သေးခင်မှာဒါလူလက်ရီကတာပထမလူလက်ရီကတာဒုတိယလူလက်ရီကတာတတိယဆိုတဲ့ဦးစားပေးမှုကြောင့်ဘူနဲ့နှိဆက်ရကိုအာပူပေါင်းပြမကျွန်တော်တို့အတွက်တဲ့အာလူလက်ရီယူကြတယ်ပမာနဲ့ပူပေါင်းတဲ့ဟာကလည်းပမာနဲ့လူလက်ရီယူကြတယ်ဆိုတော့အဲ့လိုပုံစံမျိုးဖြစ်တဲ့ခါကျတော့ဒီအပေါ်မှာဒါကျွန်တော်တို့လွတ်လပ်တဲ့ ီချတိုင်းပြည်တစ်ခုထူထောင်လို့ရရတာနဲ့အကြောင်းအမျိုးမျိုးကြောင့်မထူထောင်နိုင်ခဲ့တဲ့အပေါ်မှာနိုင်ငံရေးသမားတွေတော်တော်များများကအခုချိန်မှာလွတ်လပ်တဲ့တိုင်းပြည်ထူထောင်ဖို့တော့မဟုတ်အိန္ဒိယအောက်မှာလားမြန်မာဗမာအောက်မှာလားတဲ့ဘင်္ဂလားဒေ့ရှ်အောက်မှာလားဒီနိုင်ငံတစ်ခုရဲ့အောက်မှာဒီအုပ်ချုပ်ရေးတစ်ခုအနေနဲ့ရည်တည်နိုင်ရည်ဆိုတဲ့ဟာကမြန်မာပြည်ဖက်ကခေါ်ဆိုချင်းအိန္ဒိယဖက်ကဆိုမီဇိုတိုင်းမှာဒီတိုင်းဝိုင်းကြီးရဲ့နိုင်ငံကြီး တမားတွေအားလုံးရဲ့ဒါစာနာတစ်ခုပါပဲဒါရတကယ်ရမန်ချက်တစ်ခုဖြစ်တယ်ဒီတော့အခုဒီမီဇိုရမ်လွှတ်တော်ကိုယ်စားလှယ်တဦးဝင်လာပြီးတော့မှအဲ့လိုပြောကြားချက်ကအခုလက်ရှိအခြေအနေအရဆိုရင်တော့တကယ်လက်တွေ့ဖြစ်လာနိုင်ချေအလားလာလဲကောင်းပြီးတော့မှအတော်လှန်ရေးကာလမှာ ဖြစ်နေတဲ့ခါကျတော့ပိုပြီးတော့မှလူတွေစိတ်ဝင်စားမှုပိုကြီးသွားတာဖြစ်တယ်ဒါဒါမဲ့ကျွန်တော်တို့ချင်းတိုင်းဝမ်ကျွတ်တော့ကတော့ဒါထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးဆိုတော့ပထမအောင်ဆိုပြောချင်ပါတယ်ဒါဒီကတိလွတ်တော်ဂျာမနီပိုလွတ်တော်မှာကတိလူမျိုးလွတ်တော်ဦးစလေးတကူကပြောချက်ချက်ကတော့ဒါတမိုင်းကျောင်းနဲ့အားအများကြီးဆက်ဆက်တာပေါ့နော်ဒါအခုမဏိပူပြည်နေလို့ရှိနေတဲ့ဟာကအထုသဖြင့်ဒါကတိလူမျိုးတွေနေထိုင်တဲ့နေမြေဖြစ်ချမ်းကတော့ဒါ အရင်တော့ကဘရင်စနစ်နဲ့တခြားလွတ်လပ်တဲ့အတိုင်းပြည်တစ်ခုထူထောင်လာခဲ့တဲ့အာအုပ်ချုပ်ရေးနေပြည်တစ်ခုဖြစ်တဲ့အခါကျတော့သူတို့ဘရင်စနစ်ချင်းတုံးတဲ့အချိန်မှာဒါသူတို့ရဲ့ဘရင်စနစ်အောက်ကနေဟောဒါလွှမ်းမိုးမှုအတိုင်းဒါတစ်ခုထိရှိခဲ့တဲ့နေပြည်တချို့ကိုပြန်လည်ရယူလို့တဲ့အာဆန္ဒနဲ့ဒါအရင်တော့ကလည်း ာ2023 2024ကာလရွေးကောက်ပွဲမိတ်ဆွေကာလတုန်းကလည်းဒီလိုထုတ်ဖော်ပြောဆိုပြီးတော့ကဘောကကဘော value ကိုသူတို့ပြန်ယူမယ်ဆိုတဲ့အမျိုးပြောကြားချက်တွေရှိတယ်အခုကလေးကဘောဆိုရင်လေသူတို့အရင်တော့ကသူတို့ပြောဆိုချက်တမိုင်းကြောင်းအရဆိုရင်တော့ဒါအတိုင်းအတာတစ်ခုထိဟောဒါမဏိပူဘရင်က လွန်မှုမှုရှိလာခဲ့တဲ့နေမြေတချို့ပုံစံမျိုးနဲ့တမိုင်းပုံပေါ်ကြပေမဲ့အဲ့ဒီနေမြေမှာအမှန်တကယ်ရှိတာကချင်းကအများဆုံးဖြစ်ပြီးတော့မှဗမာတရှမ်းနီစသဖြင့်တခြားတိုင်းသားတွေကသာရှိပြီးမှကတဲ့တွေလူမျိုးတွေဆိုရင်တော့တကယ်တိရခံမှုတောင်ရှိမလားအဲ့လောက်ထိကိုလူနေစုဖြစ်တဲ့ခါကျတော့တကယ်ဒီကိစ္စကကျတော့ပြောတာပြောပြောမှတကယ်လက်တွေ့ဖြစ်နိုင်ချာလားလားအင်မတန်နေတဲ့ဒါပြောဆိုချက်လို့တော့ကျွန်တော်တို့မြင်တယ်ဒါမဲ့ဒီတစ်ခုစလုံးမှာကတော့ကျွန်တော်တို့ရဲ့ ဒီတွင်းမှာဘလို့လက်ရှိနိုင်ငံကြီးပြဿနာကိုဖြေရှင်းနိုင်လဲဆိုတဲ့ပုံမှာပဲအရာလကပို့ပြီးမှတက်ရက်တည်ဆိုင်တာပေါ့เนาะကျွန်တော်တို့ဒီတွင်းနိုင်ငံကြီးအခင်းချင်းကိုဂိုက်တွင်းပို့ပိုင်းတော့ဒါဒီဒီလိုအခင်းချင်းမျိုးမဟုတ်ရင်တော့မှတခြားမထင်မှပဲအခင်းချင်းမျိုးပေါ်ရင်ပေါ်လာမှာပေါ့ဟုတ်ကဲ့အဲ့တော့ဟိုမီဇိုရန်ကိုအရင်ဆုံးကျွန်တော်တို့ဟိုတုံးသက်ကြည့်အောင်ပါမီဇိုရန်ကဟိုတကယ်တမ်းကျတော့ဟိုဘက်မှာလဲဒီ ချင်းလူမျိုးတွေဒီဘက်မှာလည်းချင်းလူမျိုးတွေရှိတယ်ဆိုတာကျွန်တော်သိထားတယ်ဆိုတော့ဒီလာတဲ့အမတ်ကလည်းတကယ်ဟိုနော်သူတို့ကဟိုမဟာမိတ်ပုံစံယင်းဒီကိုလူမျိုးတွေပုံစံမျိုးဆွေးနွေးသွားတွေ့ရတော့ဒီလူမျိုးတွေစုဖွဲ့နေထိုင်မှုပေါ့နော်ဟိုဘက်မီဇိုရန်နဲ့ဒီချင်းဘက်ဆိုအဲ့ဒီရဲ့အတိုင်းတာကိုဘလောက်ထိဟိုတသားတည်းရှိလဲဘလို့ပုံစံမျိုးလဲဗျအဲ့ဒါလေးလေးရှင်းပြပါဦးအတိကတော့ဒီဒီမီဇိုရန်ပြည်နယ်ရဲ့နောက်ပြမမနီပူအခုတောင်တန်းဒေသဖိတ်ချံပေါ့နော်အဲ့ဒီတောင်တန်းဒေသဖိတ်ချံမှာရှိတဲ့လူမျိုးတွေ ਨੇ အခုမြန်မာနိုင်ငံစကိုင်းတိုင်းမကွေးတိုင်းအစိတ်ပိုင်းမှာရှိတဲ့ချင်းတွေအပါအဝင်ဒေါက်တာအချင်းတောင်းချင်းပြည်မှာနေတဲ့လူတွေအားလုံးကမျိုးနွေစုအရာဒါအကုန်လုံးအပြန်လှန်ဟိုဆက်ဆက်မှုရှိတယ်ဥပမာအာမီဇိုရမ်ဖက်ကဆိုင်ဟာဒစ်စထရီဆိုရင်မြန်မာနိုင်ငံဖက်ချန်ကမရာမျိုးနွေစုတွေနဲ့ဆက်ဆက်တယ်။နောက်လောင်တိုင်းဒစ်စထရီဆိုရင်တော့ဒါဟာခါထန်တလန်မှာရှိပြိုးတဲ့လိုက်ဒီအုံစုတွေနဲ့တိုက်ရိုက် နီစတဲ့စသဖြင့်ပေါ့နော်တချို့နေမြန်မာဆိုရင်ဖလမ်ဇဟောစသဖြင့်ဒီမျိုးຫນွေစုအလိုက်ကိုအကုန်ဆက်ဆက်တယ်။နောက်မျိုးຫນွေအလိုက်ခေါ်မှာပေါ့နော်မျိုးရုပ်ဖလာအစင်လာရဒီတိုက်တကြီးတွေစသဖြင့်မျိုးရုပ်အစင်လာတွေနောက်ဒီရင်ကျေးမှုတွေကအားလုံးအကုန်လုံးတူတဲ့ဟာဖြစ်တယ်။နေမြန်အခြေအနေရပေါ့ဆက်တွေ့တယ်အာဒါလူမျိုးຫນွေစုအရာပေါ့ဆက်တွေ့တယ် ဒါစာပေရင်ကျင်းမှုအရာလည်းအကုန်ဆက်နေတယ်ဒီဒီလိုဖြစ်တဲ့ခါကျတော့နောက်ဒီမနီပူဒေတာတောင်တန်းဒေတာဖြစ်ချက်မှာရှိတဲ့သူတွေဆိုရင်ဂူကီးဆိုရင်တော့တဲ့မြန်မာပြည်ဖြစ်မှာလေဂူကီးလို့ကျွန်တော်တို့သုံးတဲ့အခုအတမှုဒေတာမှာရှိတဲ့ဟာတွေနဲ့အကုန်လုံးတိုက်ရိုက်စတမှုဒေတာတွေချင်းပြည်နယ်တွန်းဆန်မြို့နယ်တွေမှာရှိတဲ့ဟာတွေနဲ့အကုန်လုံးတိုက်ရိုက်ပတ်သက်တဲ့ခါကျတော့ကျွန်တော်တို့ကအာနိုင်ငံတကာနေနဲ့မိကကချားတာစာပေရင်ကျင်းမှု အရာဆက်လွှင့်မှုဘာသာရေးအရာပတ်သက်ဆက်လွှင့်မှုတွေနဲ့ တခြားလူမှုရှိပေါ်ရဲ့အရာပတ်သက်တဲ့မျိုးပူတွေကအရင်ကလေးကနေခံခံမှမှရှိပြီးသားဖြစ်တယ်။ဒီလိုဖြစ်မှုပူတွေကိုအတာအခြေခံပြုလို့မှပဲအိန္ဒိယကနေတောင်မှလွတ်လပ်စွာဖြစ်တန်းသွားလာခွင့်လီကစပေးထားတဲ့ဟာမျိုးဖြစ်ခဲ့တယ်။ဆိုတော့မီဇိုရမ်ဒေသကိုမြန်မာပြည်ကချင်းနေဝင်ဝင်ရောက်ကြတဲ့အခါမှာဘ ਹੁ အစိုးရကအရေးကြီးဖြစ်အပ်ပေးနေတဲ့အနေအထားကိုကြော်လွန်ပြုလို့မှကျွန်တော်တို့ကိုပြုစုနိုင်တဲ့ဟာအနေအထားဖြစ်ရောက်သွားတာပေါ့။ဆိုတော့ အခုအချိန်နေရပြောမယ်ဆိုတော့နိုင်ငံတစ်ခုရဲ့အုပ်ချုပ်ရေးစနစ်တစ်ခုအောက်မှာအတူတူနေရင်လေဟောဒါတခါတည်းနဲ့အစင်ခုံမှုထွထွထွမရှိဘဲနဲ့အုပ်ချုပ်ရေးစနစ်ကစတာအပပလေးလေးနဲ့ပေါ်ဆောင်နိုင်မယ့်အနေအထားထိကြီးစထားပြီးသားဖြစ်တယ်လို့တော့အချိန်နေကိုတိတ်နာမလေးလေးသူကိုအရင်ဆုံးရှိပြချင်ပါဟုတ်ဟုတ်ကဲ့အဲ့တော့ဒါပေမဲ့လည်းသူချင်းလန်းကောင်စီကတာဝန်ရှိသူကတော့ဒါဟိုဟိုညင်းဆိုလိုက်တယ်ပေါ့နော်ဒီချင်းပြည်နယ်ကပြည်ထောင်စုတဲ့မြန်မာပြည်ထောင်စုတဲ့မှာ နှိရှေလာမြပြည်တော်စုစိတ်သက်နဲ့တွားခဲ့တာပေါ့နော်အခုဆိုလဲ Federal ဦးတည်တွားနေတယ်ကျွန်တော်လုံးဝဒါဒါဒါဖြစ်နိုင်ခြင်းမရှိဘူးဆိုပြီးတော့ညင်းဆိုလိုက်တယ်ဆိုတော့ဒီချင်းလန်းကောင်စီရဲ့သဘောထားပေါ့နော်အခုလိုပြောလိုက်တဲ့ဟာရောချင်းလူလူတွေကြားမှာဘယ်လောက်ထိချင်းလူလူတွေစံနာကိုပေါ်လွင်စေတယ်လို့ပြောနိုင်လားချင်းလူလူတွေရဲ့သဘောထားရောဘယ်လိုမျိုးရှိနိုင်လဲဗျကိုဒုခရဲ့သုံးသက်ချက်ရပါတော့ရှုမြင်ချက်ရဆိုရင် ကျွန်တော်အမြင်ကတော့ဒီချင်းလင်းကောင်စီတောင်ဝန်ရှိတဲ့သူတွေရဲ့ပြောဆိုချက်တွေကဟိုချင်းလင်းကောင်စီဘူတောင်ကိုစားပြုတ်ပြုတ်မှာမဟုတ်ပါဘူးချင်းပြည်သူတွေကိုစားပြုတ်ဖို့ဆိုတာပေါ့အစ်မတန်မှဝေးပါသေးတယ်ပြောတဲ့လူပိုးကိုတူချင်းစီရဲ့အမြင်အဆင့်သာသာပဲရှိသေးတယ်လို့တော့ကျွန်တော်ပထမဆုံးဆိုတော့တုံ့ပြန်ချင်တယ်ဘာဖြစ်လို့လဲဆိုရင်အခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာကိုစားကစားအနာတင်းမှုဖြစ်ပေါ်ပြည်နယ်နောက်ပိုင်းမှာထန်တလန်မြို့အပါအဝင် မျိုးကြီးအခု main debt တွေလည်းများစွာအင်ယာနဲ့ချီပြီးမရှုခံရတဲ့ flan မတူပြီးစသဖြင့်ကျွန်တော်တို့မျိုးအသိတိုက်ပွဲပေါ်ဆောင်တဲ့ဟာတွေအကုန်လုံးထန်တလာမျိုးဆိုရင်အကုန်လုံးပြချတ်လိုက်တယ်။နောက်ဒီဒီလိုပြချတ်ပြီးမှအင်တောင်းနဲ့ချီပြီးမှမရှုခံရတော့ကျွန်တော်တို့ညီမတွေကျွန်တော်တို့သားသမီးတွေကျွန်တော်တို့အမေတွေကိုအပိုက်ကြီးတဲ့အပါဝင်ဟောတာမတရားနှိပ်စက်ပြီးမှအနိုင်ကျင့်ပြီးမှမရင်းချင်းတဲ့ဟာတွေရှိတယ်။နောက်ပြီးမှဒီ ဟိုအခုဆိုနိုင်ငံသားလို့တာကျွန်တော်တို့ပြောပြောနေတာကျွန်တော်တို့ဖြစ်လေဖြစ်ဖြစ်ပြီးတော့မှကျွန်တော်တို့ကိုလုံးဝဟိုဘာမှစားစရာလဲကိုဥမာအခုရန်ကုန်မှာမန္တလေးမှာဆန်ဆန်နေစီစီဈေးတွေတက်တဲ့ဟာကိုဒီမှာအကြီးကျယ်တဲ့သတင်းမီဒီယာမှာပြောနေကြတယ်ဒါမဲ့ချင်းကတော့အဲ့ဒီထက်ဟိုလေးငါးဆားလောက်ဈေးကြီးနေတဲ့အနေထားကိုကျွန်တော်တို့ရင်ဆိုင်နေရတယ်ဒီလိုဒီလိုကျွန်တော်တို့ရင်ဆိုင်နေတဲ့ဟာကအခုအာနာသိမ့်မှုနောက်ပိုင်းမှာ ဟိုပုံပြစ်ထန်လာတော့ဟုတ်တော့ဟုတ်တယ်ဒါကကျွန်တော်တို့ခက်အဆက်ဆက်ရင်ဆိုင်လာတဲ့ဟာဖြစ်တယ်ကျွန်တော်တို့ခက်အဆက်ဆက်ဖွံ့ဖြိုးရအနည်းဆုံးဒေတာဖြစ်ကျွန်တော်တို့ကိုထားတယ်ကျွန်တော်တို့တောင်တန်းဒေတာတွေဆိုရင်တော့ဒါရှင်းရှင်းပြောမယ်ဆိုတော့2020နောက်ပိုင်းမှသာတယ်လမ်းပန်းစစ်တူကြီးကောင်းလာတော့မှကားတွေတောင်ပြင်ဖူးတဲ့အနေအထားကြီးကိုကျွန်တော်တို့ကိုအဲ့လိုပိတ်ခဲ့တယ်အဲ့လိုပိတ်ခဲ့တဲ့အုပ်ချုပ်ရေးစနစ်ကိုကျွန်တော်တို့ federal ကိုလှုပ်ရှင်ပါတယ်လို့ပြောတဲ့ဟာလေးကူတင်အမိပါကျွန်တော်တို့အင်ပါရှုတယ်မြို့ပါဖြစ်ရှိပေးလိုက်တယ် ဒါဒီလိုစိတ်တရှိတဲ့သူတွေနဲ့ကျွန်တော်တို့အခုချင်းခက်ခဲရောက်တော့မှကျွန်တော်တို့လူဥယျာဉ်ငါးပုံတပုံလောက်ရှိတဲ့လူဥယျာဉ်ငါးတောင်းခန့်ကိုလိုက်လိုက်လေးလေးကြိုဆိုပြီးမှကိုညီပေးနေတဲ့လူတွေနဲ့ဒီနိုင်ငံနဲ့အတူတူပုံနေချင်းမလဲဆိုရင်ပြည်သူမေးအာစကားပြောတတ်တဲ့သူတိုင်းကဘယ်တော့မှအခုလိုကျွန်တော်တို့အင်းနေပြချတဲ့သူကျွန်တော်တို့ညီမတွေကျွန်တော်တို့ချစ်ရတဲ့ညီမတွေ အမှတွေမရင်ချင်းတဲ့ကောင်းတွေနဲ့ဘယ်တော့မှနေချင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ပြောတဲ့ဟိုဒီတခုခုကျွန်တော်တို့စဉ်းစားတဲ့ခါကျအကြရင်ဒီလက်တွေ့နိုင်ငံကြီးအခြေအနေလက်တအခြေအနေကိုကြည့်ဖို့လိုပါလားအခုကျွန်တော်တို့အိန္ဒိယဖြစ်ပါသွားတဲ့မီဇိုရမ်တွေဆိုရင်တော့ဒါတို့တချို့ဆိုလူမှုကွန်ရက်စာမျက်နှာမှာတို့ဘလောက်ကြီးဖွံ့ဖြိုးနေပြီလဲဆိုတဲ့ဟာတွေကျွန်တော်တို့မြင်ပြတာဖြစ်မှာပါ ကျွန်တော်မူလင်းမြေအခုမီဇိုရမ်မှာရှိတဲ့အိုင်ဇိုမျိုးတော်ဆိုပြီးတော့ရန်ကုန်မန္တလေးနဲ့တောင်ရှင်ပြုမှနိုင်ရှင်လို့ကြီးကြီးလို့ရတယ်သူတို့ရဲ့အာ infrastructure ဖွံ့ဖြိုးတိုးတက်မှုတွေကရန်ကုန်မန္တလေးနဲ့တောင်နိုင်ရှင်ပြုမှပြောလို့ရတဲ့အနေအထားတွေကိုဖွံ့ဖြိုးတိုးတက်တယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့အာပြည်သူစာနာခံယူပွဲလုပ်မယ်ဆိုရင်ဒေချာတာတစ်ခုကကျွန်တော်တို့ကိုနှိစေတဲ့သူနှိပေါင်း80ကျော်ကိုကန္တာပေါင်းဆောင်မှာအနေဆုံးဖြစ်အောင်လုပ်တဲ့ လူမျိုးနိုင်ငံတွေမှာဆက်နေတာထဲတော့ရွေးချယ်ခွင့်ရမယ်ဆိုရင်အိန္ဒိယတန်အပူပေါင်းသွားတဲ့ဟာကတော့ P2P ရဲ့ဆန္ဒပုံဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မြင်တယ်။ဒါကလည်းဟိုဗမာစစ်တပ်လို့ပြောရမှာပေါ့နော်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဟိုတိုင်းပြည်ကအကုန်လုံးချွတ်ချုံကြခဲ့တာ။အခုတော့ဒီစစ်အာဏာရှင်ကိုဖယ်ရှားပြီးဒီတော်လန်ရေးရဖက်ဒရယ်ဒီမိုကရေစီကိုသွားမယ်ဆိုပြီးတော့ဟိုကျွေးကြော်ထားတာလေ။အဲ့တော့ဖက်ဒရယ်ဒီမိုကရေစီအောက်မှာစစ်အာဏာရှင်ကိုဖြိုချနိုင်ပြီးတိဆောက်နိုင်မယ်ဆိုရင်ရောဟို ချင်းလူလူအနေနဲ့ဒီဘက်မှာပဲပို့ပြီးတော့မျောလင့်ချက်ကောင်းတဲ့အနေအထားမျိုး မတွက်ဆောက်ဘူးလားဘယ်လိုမျိုးမြင်နိုင်လဲအဲ့ဒီအဲ့ဒီကျွန်တော်တို့ Federal Democracy ရရှိဖို့အတွက်ကျွန်တော်တို့တိုက်ပွဲဝင်နေချိန်မှာကုကုတုကုချုံကိုကုဘာသာကိုဖန်ရှာတဲ့ကုဘာသာကိုပညာရေးရုံးကန်တဲ့ကုရဲဘာသာကန္တာပေါင်းစုံရုံးကန်ပြုမှကျွန်တော်တို့ဒီစကားစားလဲအောက်ကနေလွတ်မြောက်တာလားသုံးမဟုတ်တာဗမာတွေကလည်းကုအားကြီးကြီးနဲ့ထလာပြီးတော့မှ ဟိုတိုက်ထုတ်ပြီးတော့မှလွတ်မြောက်သလားဒါတွေကလည်းအများကြီးကျွန်တော်တို့ချိန်ရမှာချိန်ရအောင်ပါပေါ့နော်ကိုလိုနီလက်အောက်ကနေလွတ်ဖို့အတွက်လည်းကုဘတာကိုပဲရုံးကန်ခဲ့ရတယ်။နောက်ဒီအာနာစစ်စနီလောက်အောက်ကနေလည်းကုဘတာကိုရုံးကန်ခဲ့ရတယ်။အဲ့ဒီချိန်မှာကျွန်တော်တို့စကားပြောမယ်ဆိုရင် ကုဘတာကိုစကားပြောမယ်ဆိုရင်ဗမာနဲ့လည်းစကားပြောကြည့်မယ်အိန္ဒိယနဲ့လည်းစကားပြောကြည့်မယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကိုဒေနိုင်ငံဒေအုပ်စုတွေကကျွန်တော်တို့ရဲ့အနာဂတ်အတွက်ပို့ပြီးတော့မှအမခံချပေးနိုင်တယ်လေ။ ဟိုတအခုလောလောဆယ်ဖက်ဒရယ်ဒီမိုကရေစီတွားနိုင်မယ်ဆိုတာမင်းအောင်လိုက်ကိုလည်းတိုက်ထုတ်ရအောင်မယ်ဖွေးရှိပုံကိုလည်းရည်ရွှေးရအောင်မယ်ဖွေးရှိပုံရည်ရွှေးတဲ့ချိန်မှာကျွန်တော်တို့ဖွံ့ဖြိုးရေးအတွက်ကျွန်တော်တို့အနာဂတ်အတွက်ဘယ်လောက်ထိတန်းတူညီမှုရနိုင်မလဲအခုအိန္ဒိယကဆိုရင်တော့ကျွန်တော်တို့ကလက်တွေ့မြင်ပြသဖြစ်တဲ့ဤပေါင်း80ကျော်အဲ့ဒါတောင်မှသူတို့ဒီချင်းအင်အားစုတွေကလည်းဒေါ်လာရှိတွေလုတ်ခဲတဲ့ခါကျတော့အများကြီးပြင်းထန်တိုက်ပွဲတွေဖြစ်လို့ဖွံ့ဖြိုးရေးတယ်ဒီမှာတော့နောက်ကျခဲ့တယ်ဒါအဲ့ဒီကြားကနေတောင်မှ အိန္ဒိယကတော့ဒါတို့ကျွန်တော်တို့ချင်းလူမျိုးတွေကိုကောင်းကောင်းပြုစုခဲ့တယ်ဆိုတော့ကျွန်တော်တို့တက်တက်ထောက်ထားအိန္ဒိယဖိချက်မှာတော့ရှိနေပြီ။ဘာမှဖိချက်မှာတော့ဘာမှခံချက်မှမရှိသေးဘူး။ကျွန်တော်တို့နှစ်ပေါင်း90ကျော်နေလာတဲ့ချိန်မှာကျွန်တော်တို့ကိုရက်ဆက်တာကလွေပြီးတော့မှတခြားဟိုအနာကမှာယုံကြည်ရလောက်တဲ့အထိတက်တက်ပြဆရာမရှိဘူး။အခုချိန်မှာတော့မှဆက်ပြောရမယ်ဆိုတော့တော်လာကြီးကျွန်တော်တို့လုပ်နေတဲ့ချိန်မှာအချင်းချင်းပဲ အလက်တွေ့ပုံမှာဖဲမပုံမှာရုတ်ကန်နေတာပဲဘေးပမာအုပ်စုကလည်းချင်းကိုလေးပါပေးဖို့ဆိုပုံမှာလာပုံမှာရအကူကြီးတဲ့ဟာတွေကတခြားနေရာနဲ့နှိုင်းရှင်တော့လုံးဝမပြောဘလောက်ပဲရှိတယ်ဆိုတော့ဒါဟုတ်ပါတယ်ကျွန်တော်တို့တကယ်လို့မင်းအောင်နိုင်နိုင်ခဲ့တယ်ရှိတော့ဖြစ်ရင်တော့မှအနာဂတ်မှာကျွန်တော်တို့ရွေးလွတ်လွတ်လပ်လပ်ရွေးချယ်ဖွင့်ရမယ်ဆိုရင်ဒီနှစ်ခုနှိုင်းရှင်ပြုံးမှာကြည့်ကြည့်တယ်ဆိုရင်တော့တေချာတာတကွာပီပီသူတွေကလည်း ပိုပြီးတော့မှတိတ်ချတဲ့ဟာကိုပဲရွေ့ရွေ့ချင်ရလိမ့်မပေါ့နော်အခုကျွန်တော်တို့ပြည်လုံစာချုပ်မှာလည်းလှိစခံရရတယ်ခက်အဆက်ဆက်ချင်းကအမြဲတမ်းခံနေရတာအရင်ဟိုရိုးသားမှုဒီကအလွေသုံးစားအဖြစ်အလုတ်ခံရတဲ့ပုံစံမျိုးဖြစ်တော့အနာကတ်တွက်ကတော့ဒါဗမာနဲ့ဆက်လက်ပူးပေါင်းဖို့ထဲတော့အိန္ဒိယနဲ့ဆက်လက်ပူးပေါင်းတဲ့ဟာကတက်တဲ့ထောက်ထားတဲ့နှိုင်းရှင်းနေဆိုရင်အိန္ဒိယက ကျွန်တော်တို့ပြည်သူတွေတော်တော်ပိုပြီးတော့မှနှစ်သိစရာဖြစ်သေးတယ်ဆိုတော့မင်းအောင်နိုင်ကဒီထက်မကရက်ဆက်လေးလေးကျွန်တော်ဘဟုမှာမင်းအောင်နိုင်ကပဲအသက်ရှင်ရှင် NUG ကပဲအသက်ရှင်ရှင်ကျွန်တော်တို့အတွက်ယုံကြည်မှုပြည့်လည်နေပြီဖြစ်မှာဆိုတော့အခုချိန်ကျွန်တော်တို့မှာလည်းဒီလိုအတွေးခေါ်တွေပေါ်လာတဲ့ဟာကဒါမင်းအောင်နိုင်ရဲ့ဒါ2020နောက်ပိုင်းရက်ဆက်မှုဒီကြောင့်ပိုပြီးတော့မှပြင်းထန်တဲ့အော်ကျွန်တော်တို့အနာကအတွက်တီချာလွတ်လပ်တဲ့အတိုင်းပြီးထူထောင်မလားဒါအင်ဂျင်နီယာဖူးပေါင်းမလားဆိုတဲ့ဟာနိုင်ငံကြီးအတိုင်းဝိုင်းမှာရော အပီတူတွေကြာမှာတော့ဆွေးနွေးမှုတွေများလာတာဖြစ်တယ်ဒါရက်စမှုရဲ့နောက်ဆုံးတွေ့ပါပဲလို့တော့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့အဲ့တော့ဒီစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စုံမင်းထွန်းကတော့အပြင်းထန်ကန့်ကွက်တယ်ပေါ့နော်နှစ်နိုင်ငံဟိုဆက်ဆံရေးကိုခိခိုက်စေနိုင်တယ်ဆိုတော့သူကထုတ်ပြောသွားတယ်ပေါ့နော်အဲ့တော့အိန္ဒိယအနေနဲ့ရောအစိုးရအနေနဲ့ရောဒီကိစ္စအပေါ်မှာအမတ်တွေရဲ့စီရုံးမှုပြောကြားမှုပေါ်မှာဟိုလိုက်ပါပြီးတော့ပေါ့နော်လုံနိုင်လားဒါမှမဟုတ်ကန့်ကွက်နိုင်လား အိန္ဒိယအစိုးရဘယ်လိုမျိုးတုံ့ပြန်နိုင်မလို့ထင်လဲအခုထိတော့ဘာမှမကြားသေးဘူးအခုလောလောဆယ်ရောအိန္ဒိယဆိုရနိုင်နေနဲ့ဘာမှထူထူပြောမယ်လို့မထင်ဘူးတုံ့ပြန်မှုရှိမယ်လို့တော့မထင်ဘူးဘာဖြစ်လို့လဲဆိုရင်အိန္ဒိယဘဟုအစိုးရရဲ့လက်ရှိဒီ2023နှစ်လပိုင်းလောက်အထိရည်တည်ချက်ကိုကျွန်တော်တို့တောင်းတောက်လျှောက်ကြည့်တဲ့အချိန်မှာစကားစကူတက်နိုင်တယ်လို့နားချတယ်အာအလုံးပါဝင်တဲ့ဆွေးနွေးမှုပါလာပြီးတော့မှ တိုင်းပြည်မပြိုကွေးကြီးဆိုတဲ့ဟာကိုအိန္ဒိယက ဒါအပေါ်တင်လေးပြောတယ်ဒါဒီအတွင်းကြကြလေးသူချင်းကလာခဲ့တာဖြစ်တယ်။သို့တော့ကျွန်တော်တို့စားသားစားကလည်းစိတ်မလျှော့ဘူးစပွေးဝမ်းပေါ်ရောက်လာတဲ့အနေထားမရှိနေဘူးတော်လှန်ရေးအင်အားစုကဖက်ကလည်းတဖြည်းဖြည်းအင်အားကြီးလာရင်ဒီထက်မကမြို့တွေတိမ်ပြမဒီဖက်မကလူမျိုးနေမြေတိဆောက်လို့ဖို့ပဲလိုတော့တယ်ဒီဟာတွေကကျွန်တော်တို့ပြည်တွင်းမှာကြီးတဲ့သူတွေကတော်လှန်ရေးအင်အားစုဒီဖက်ကကြီးရင် နိုင်တော့မဲ့အနေထားလဲခဏလို့မြင်တယ်စကစကဖက်ကကြည့်ရင်လဲဘယ်တော့မှအနိုင်မခံဘူးဒါရီယာဟိုယာယီနေမြေဆွတ်လုံးမှုပုံစံနေပဲမြင်ပြီးတော့မှနေပြီးတော့တိတ်နေတဲ့ရွေးကတော့အာနာစက်ကန်မဲ့အနေထားဖြစ်တဲ့ခါဆိုတော့အဘေးရလူကြီးကကျွန်တော်တို့ကိုဖက်မလိုက်ပဲနဲ့ဒီတိုင်းကြီးလေးသူတွေကတော့အာဒီတိုင်းပြည်ကဖက်ဒရယ်ဒီမိုကရေစီထူထောင်နိုင်ပါတော့မလားကိုယ်နိုင်ချေလာလာရှိပြီဆိုတဲ့ဟာကဒါအင်းကြီးချင်းနိုင်ငံတွေက မြင်နဲ့ပူပွင့်လင်းလင်းအမြင်ပါပဲဒီပေါ်မှာကျွန်တော်တို့ complain တော့တက်လို့မရဘူးအိန္ဒိယကလည်းသူစိုးရိမ်မှုတစ်ချက်ရှိတယ်ကျွန်တော်ပထမစဉ်းစားချက်ကတော့ရှမ်းမြောက်မှာတိုင်းလာလက်နက်ကန်တွေကိုဩတရုတ်ကစိုးမှုထားပြီးတော့မှအဲ့ဒီအုံချွေးနေမြင်အားလုံးပေါ်မှာတကယ်တရားရမ်းတရားနှုံးတရားရနှုံးနိပါကိုသူစိုးမှုနိုင်ပြီးတော့မှသူ့ရဲ့နေဆက်လုံခြုံရေးကိုသူထိမ့်သိမ်းထားနိုင်တယ်လို့အိန္ဒိယကလည်းသူနဲ့နှိစက်တဲ့ချင်းတို့ဟာမျိုးသူနဲ့နှိစက်တဲ့ပြည်နယ် တိုင်းဒေသကြီးနေနေအားလုံးကိုသူလွှမ်းမိုးတဲ့ဖွေကဂိုင်နဲ့ဟာသူမြင်ချင်းတယ်ဒါမှားတယ်လို့ပြောလို့မရဘူးသူဖေကဘာလို့ဆိုအခု तू 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 နေဆက်လုံချူရီကိစ္စဖြစ်တယ် तू နေဆက်လုံချူရီကိစ္စမှာလက်တွေ့အနေနဲ့နေဆက်လုံချူရီဘယ်သူထိနာလဲတော်တော်ဟန်ကြီးအင်အားစုတွေဒါဆက်ကဆက်ကလုံနိုင်လားမလုံနိုင်ဘူးလေဆိုဆိုတော့ဒီကိစ္စတွေမှာအိန္ဒိယအနေနဲ့သူ့အနေနဲ့သူ့လုံချုံရှိကိုအနာကစဉ်းစားပြီးမှကြီးနေချင်မှာဘိုဟိုဆိုရမှာလဲဖက်ဒရယ်မထူထောင်ဘူးဆိုရင်သူ့မှာ option တစ်ခုက နေဆက်ဒေတာမှာရှိတဲ့ဟာသူလွှမ်းမိုးနိုင်တဲ့ဖွဲ့တွေကအုတ်ချိုးကြီးတည်ဆောက်တဲ့ဟာသူလိုချင်မှပဲဒါဥပမာတစ်ခုပြမယ်ကျွန်တော်တို့ကတော်လှန်ရေးရနိုင်ပြီးချင်းဖက်မှာနိုင်တော့မယ်ဥပမာဒီချင်းအပြီးပြီးတဲ့ဆက်ကဆောက်မောင်းထုတ်နိုင်နေထားပါတော့နောက်ကြည့်နှီးပေါင်း၅နှစ်နှီးပေါင်း၆နှစ်နှီးပေါင်း၁၀နှစ်အထိမြေပြက်မှာပြည်တွင်းစစ်အမြင်အဖြစ်ပြီးတော့ဘ ਹੁ ဆိုးရစနစ်တကျမပေါ်လာဘူးဆိုရင်ချင်းနေရစင်နှစ်ကိုထိုင်ဆောင်နေရမှာလားဘ ਹੁ ဆိုးရတိထောင်ထူထောင်ဖို့အတွက်ရှမ်းနေရဘ ਹੁ ဆိုးရမှာ တိုက်ပွဲဖြစ်နေတဲ့သေးတယ်စနစ်တကျနဲ့ဘို့ဆိုးရမပေါ်ဘူးဆိုရင်ထိုင်ဆောင်နေရမှာလားဖက်ဒရစ်တီထောင်ဖို့အတွက်ဆိုတော့ဟိုကျွန်တော်တို့မလို့ချင်တဲ့ဟာကကျွန်တော်တို့မဖြစ်မနေရွေးချယ်စရာဦးစားပေးရွေးချယ်စရာဖြစ်လာနိုင်တယ်ပြောမယ်ဆိုရင်တော့လွတ်လပ်ရေးကမလို့ချင်တဲ့ဟာထားပါတော့ဒါမဖြစ်မနေရွေးချယ်ရတဲ့ဟာမျိုးဖြစ်လာနိုင်တယ်အဲ့လိုဆိုလွတ်လပ်ရေးယူတာထဲတော့အိန္ဒိယရဲ့ဆောင်းရှောက်မှုဟာမျိုး ਨੇ ကျွန်တော်တို့အနာဂတ်တည်ဆောက်တဲ့ဟာမျိုးဒါတွေကကျွန်တော်တို့အတွက်တကယ် reality တကယ်နိုင်ငံကြီးမှာလက်တွေ့ဖြစ်လာနိုင်တဲ့ နေထားဖြစ်တယ်ဆိုတော့ဒီလိုဟာမျိုးကြီးကလည်းအိန္ဒိယဖက်မှာဒါသူတို့စဉ်းစားထားပြီးသားရှိကိုရှိရလိမ့်မယ်ဒါမရှိမရှိလို့မဖြစ်ဘူးကျွန်တော်တို့ကပဲလက်တွေ့မှာဒီစနစ်တကျတဲ့ Federal ထူထောင်ဖို့အတွက်အပေးယူကြီးကြီးမားမားလုပ်ပြီးကျွန်တော်တို့လုပ်နိုင်တယ်ဆိုရင်တော့ချင်းနေကခွေထွက်ချင်တော့မှအိန္ဒိယကခွေမပြိုးဘူးဆိုရင်ခွေထွက်လို့မရပါဘူးဒါချင်းနေကခွေထွက်ချင်တော့မှအိန္ဒိယကခွေမပြိုးရလောက်အောင်ဖြစ်ဖို့အတွက်ကတော့ ဗဟုအစိုးရစနစ်တကျပေါ်လာဖို့လို့ဆိုလို့လည်းဒီဗဟုအစိုးရစနစ်တကျပေါ်လာဖို့ကတော့အခုလိုစကားစရဲ့လုံပုံကိုင်ပုံဟာမျိုးနဲ့ဆိုတော့လက်တွေ့ဘယ်တော့မှဖြစ်နိုင်နိုင်လို့နိုင်တာမဟုတ်ဘူးဆိုတော့ဒါရီကဗဟုမှာထိုင်နေတဲ့သူတွေရဲ့နိုင်ငံကြီးရက်စက်မှုနဲ့နိုင်ငံကြီးအပနာမှုပေါ်မှာပဲမူတည်တယ်ရက်စက်ရင်ကျွန်တော်တို့ကမလို့ချင်တော့မှမဖြစ်မနေရွေးချယ်ရလိမ့်မယ်ဘယ်လိုကြီးကော ဟုတ်ပြီဒါတော့ကိုတိုခါအနေနဲ့ဒါဟိုသုံးသက်တာပေါ့နော်အချက်လက်တွေပေါ့အခြေခံပြီးတော့အခုဖြစ်နေတဲ့အခုဟိုဖြစ်လာတဲ့ issue တွေပေါ်မှာချင်းလူလူချင်းတခြားဖွဲ့စည်းတွေပေါ့နော်တခြားလူမှုဖွဲ့စည်းတွေသူတို့ရဲ့သဘောထားအမြင်တွေကရောဘယ်လိုမျိုးကြားသိရတာမျိုးရှိလဲပဲကျွန်တော်ကချင်းအပွေပြေးမဖြစ်ခင်မှာချင်းတော်လှန်ရေးအင်အားစုအတွင်းကြကြပါလာတဲ့သူတယောက်ပါဆိုတဲ့ခါကျတော့ကျွန်တော်ရဲ့ပြောဆိုချက်ကတော်လှန်ရေးအင်အားစုတွေရဲ့ စဉ်းစားချက်ပေါ့တရားဝင်ဆွေးနွေးချက်တော့မဟုတ်တော့သေးပေမဲ့စဉ်းစားချက်တွေးခေါ်ချက်အများစွာကိုကိုစားပြုတယ်လို့ကျွန်တော်အာဒါပြောရေးတယ်ဒါမဲ့ဒီကိစ္စဟာမျိုးကတရားဝင်ကောင်းစင်တီပြီးတော့မှဆွေးနွေးချက်တော့မရှိဘူးသေးဘူးတကယ်လို့ရှိလာတယ်ဆိုရင်ကျွန်တော်ရဲ့ပြောဆိုချက်နဲ့ထပ်တူကြတဲ့အော်ဆုံးဖြတ်ချက်ဟာမျိုးပဲထွက်လာနိုင်မှာပေါ့နော်အာတကယ်လို့ဒါကကိုကရက်စနေမယ်စကားစားဖက်ကလည်းဒီတိုင်းဒီထိမကဆက်ဆက်လက်ရက်စနေမယ်ဆိုရင်တော့တေချာတာတစ်ခုက အိန္ဒိယမှာရှိတဲ့ချင်းလူမျိုးတွေကကျွန်တော်တို့ရစ်ဆက်ခံတဲ့ဟာကိုထိုင်ကြည့်နေမှာမဟုတ်ဘူးအခုလည်းထိုင်မကြည့်နေနိုင်လို့ကိုတို့ဘူးညီနေတာဖြစ်တယ်ဆိုတော့နီလန်ပေါင်းစုံတဲ့ကိုတို့တနေ့နေ့ကြရင်စဉ်းစားပေးမှာပဲချင်းနေအနေနဲ့ခုချိန်မှာပြည်တွင်းချင်းချင်းပြည်တွင်းဖြစ်ကလူတွေကတော့အဆင်သင့်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့အိန္ဒိယဖက်ချက်မှာပါတော့တဲ့ချင်းတွေကဘိုဟိုဆိုရကိုပြောပေးတယ်ဆိုရင်ဘိုဟိုဆိုရကလည်းခေါင်းငိမ့်နိုင်ဖို့အလားလားအများကြီးရှိတယ်ဒါတော့ဟိုပြောချင်တာကခင်ဗျားတို့ရစ်ဆက်ရစ်ဆက်မှုရစ်တတ်မလား အာအချင်းတွေကိုလက်လွတ်မလာဒါကတော့မဖြစ်မနေစကားစားဖက်ကလေးလက်စဉ်းစားရမယ့်ဟာပေါ့နော်ကျွန်တော်တို့ညီတွေညီမတွေကျွန်တော်တို့ပညာတက်လူငယ်လေးတွေကိုအချိန်တိုင်းမှာကျွန်တော်တို့အမြဲတမ်းတည်နေရတယ်ဒါကိုကျွန်တော်တို့အမျိုးသမီးတွေကျွန်တော်တို့ရဲ့ညီမတွေအမအမတွေအမေတွေမရိချင်းခံနေရတယ်အီနီမီရှုခံနေရရင်တော့ဒါဒီတိုင်းပြည်ကနှုတ်ဆုံးကျွန်တော်တို့ရဲ့ထွတ်ပုတ်ပါပဲโอเคအဲ့တော့အခုကတော့လက်ရှိဟိုတာဝန်ယူထားတာစစ်ကောင်စီကိုเนาะသူတို့ကြောင့် အခုလိုအခြေအနေတွေဖြစ်လာတယ်ဒီပုံမှာဒါကိုစလိုက်တို့ကစစ်ကောင်စီကိုအဓိကတာဂတ်ထားပြီးပြောနေတာပေါ့ဒါပေမဲ့ဗမာအများစုကလည်းဒီပြည်တော်စုမြန်မာနိုင်ငံဆိုတဲ့ဟိုအတိမတ်ပြုမှုကိုလက်ခံထားတာပေါ့နော်ဗမာအများစုကလည်းဒီပုံမှာစိုးရင်ကြောင်းကြမှုတွေရှိကြမှာပဲလीနော်ပြည်တော်စုပြိုကွဲတဲ့ပုံစံမျိုးကိုသူတို့လည်းဟိုစိုးရင်တဲ့အနေအထားမျိုးရှိမှကျင်းနေတယ်ဆိုတော့အဲ့တော့ဗမာတွေရဲ့စိုးရင်မှုပေါ်ပါပါပြောလို့လဲ ကိုတို့ကနေနဲ့ဆိုအတိကတော့ကျွန်တော်တို့တမန်ကျောင်းပြင်ကြည့်မယ်ဆိုရင်ဒါအခုချင်းတွေကလွတ်လပ်တဲ့တီချာတိုင်းပြည်တစ်ခုနဲ့ဟိုရက်တီလာတဲ့ကြားကနေအာဒုတိယကဘာစီမှာလွတ်လပ်ရှိပထမလွတ်လပ်ရှိဒုတိယဆိုတဲ့လွတ်လပ်ရှိကိုတာဦးစားပေးလွန်းလို့အလိန်ခံတဲ့ဖက်ကိုလိုက်သွားမိတဲ့ပုံစံမျိုးဖြစ်တယ်ဆိုတော့ဒီဗမာနိုင်ငံရဲ့အချုပ်ချာအနာကိုကြည့်ကြည့်မယ်ဆိုရင်ချင်းတွေကလည်းဒီဘီအချုပ်ချာအနာကိုပုံဖော်တဲ့ထဲမှာပါခဲ့တယ် ဖြစ်စီချင်လည်းဖြစ်စီလို့ရတယ်ဒါပင်လုံစာချို့အရာလည်းဖြစ်တယ်ကျွန်တော်တို့ဆန္ဒပါမှပါမယ်နော်ဆန္ဒမရှိရင်ဒါဒီတိုင်းပြည်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ကျွန်တော်တို့ရှိခဲ့တာမဟုတ်ဘူးအဲ့တော့ဒီအချုပ်ချာအာဏာကိုနိုင်ငံတကာမှာကြည့်မယ်ဆိုရင်လေဒုတိယကမ္ဘာစစ်နောက်ပိုင်းခွဲထွက်သွားတဲ့တိုင်းပြည်တွေအများရှိနေတာပဲနောက်ဒီအချုပ်ချာအာဏာလို့ကျွန်တော်တို့ကြည့်မယ်ဆိုအချုပ်ချာအာဏာကဒီဘရင်တွေကအုပ်ချုပ်ခဲ့လို့တည်ဆောက်ခဲ့တဲ့အချုပ်ချာအာဏာလားတော့မဟုတ်တာတကယ်လူမျိုးအလိုက်ဒီတကယ် ဒီဆက်ဆက်တဲ့ဒိုင်းပြီးတစ်ခုအနေနဲ့ပုံပေါ်လာတဲ့အချုပ်ချာအနာလားဘလို့ချုပ်ချာအနာပုံစံမျိုးစုံရှိတယ်ဒီအချုပ်ချာအနာနဲ့ပတ်သက်ပြီးတော့မှ UN ကတတ်မှတ်တဲ့တတ်မှတ်တဲ့အချုပ်ချာအနာလည်းမရှိဘူးအဲ့တော့ဒီအချုပ်ချာအနာကြီးကကျွန်တော်တို့အတွက်ကတော့ကျွန်တော်တို့ကိုယ်တိုင်ပုံဖော်ခဲ့တဲ့ချုပ်ချာအနာဖြစ်တယ်အဲ့တော့ဒီအချုပ်ချာအနာကြီးကကျွန်တော်တို့ကိုပြန်ရက်ဆက်နေတယ်ဆိုတော့ကိုယ်အချုပ်ချာအနာကိုယ်ပြန်ရုပ်သိမ့်ပါပဲလေဆိုတော့ဒါဒီအပေါ်မှာတော့ပမာရီအနေနဲ့လေဟောအစောကကျွန်တော်ပြောသလို ကျွန်တော်တို့အီမီရှုပေးတယ်ကျွန်တော်တို့မျိုးတွေဖြစ်ရှိပေးတဲ့သူကျွန်တော်တို့ရဲ့ညီငယ်တွေအမြဲတမ်းတတ်ဖြတ်တဲ့သူကျွန်တော်တို့မျိုးသမီးတွေကိုမရင်ချင်းနေတဲ့သူကျွန်တော်တို့ကိုနီးပလန်ပုံစုံနဲ့ဖုံးဖြုံးမှုအနေဆုံးဖြစ်အောင်လုပ်တဲ့သူကျွန်တော်တို့ပြည်ရဲ့ချက်မှာရခွေးကြီးဆူဆူအောင်လုပ်တဲ့သူတွေပေါ်မှာကလစီကံပစ္စည်းလေးပူပေါင်းပေးပါဆိုရင်ကျွန်တော်တို့ဒါကိုဗမာတွေကတရားလားကျွန်တော်တို့ဗမာပြည်ကလည်းအဲ့လိုစိတ်သက်ရှိတယ်ဆိုရင်ကျွန်တော်တို့ကိုတွေဝိုက်မိနဲ့စကားစားလို့ကျွန်တော်တို့ကိုဆက်လက်အနေချင်းချင်းနဲ့စိတ်သက်ကြောင်းပဲဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုတော့အခုချိန်လောက်တော့ဒါဟိုတေပူပွေးလင်းလင်းနဲ့အတိမပြုတ်သိမ့်ပါတယ်လို့ယူဆပါတယ်ကျွန်တော်တို့ကလည်းတကယ်လို့ဒါမင်းအောင်နိုင်ကိုမသိမ့်နိုင်ဘူးဆိုရင်တော့မှပုံမှန်များဆိုနေတဲ့နေရာမှာမင်းအောင်နိုင်လေးအောက်ကနေလွတ်မြောက်ပါဆိုပြီးတော့မှကျွန်တော်တို့ဖိုင်လိုက်လေးလေးဆူတောင်းပေးနိုင်ပါတယ်ဆိုတော့ဒီအဲ့လိုပုံစံမျိုးကျွန်တော်တို့ရစ်ဆက်နေတဲ့လူတွေအောက်မှာဆက်လက်နေပေးပါဆိုရဲဆန္ဒကတော့ဘယ်တော့မှဖြိုစင်တဲ့ဆန္ဒတော့မဟုတ်ဘူးလို့တော့ကျွန်တော်တို့ ဟုတ်ပြီအဲ့တော့အခုလက်ရှိရှိနေတဲ့အကျက်တဲ့အနေထားဘမပြည်နေထားဆိုရင်ချင်းလူလူရောချင်းပြည်နယ်ရောဘမဟိုတက်တာပြသွားနိုင်လားဒါမှမဟုတ်ဟိုဘလို့ပုံစံမျိုးဖြစ်လာနိုင်လဲနောက်ဆုံးအနေနဲ့ကုတ္တကရဲ့သုံးသက်ချက်ပြောပြပါကြအတီကတော့ခုချင်းမှာကျွန်တော်တို့မှာကျ NUCC မှာလည်းကျွန်တော်တို့ပါပါပါခဲ့ဖူးတယ် NUG မှာလည်းတတ်နိုင်တဲ့ကဏ္ဍမှာအဖြစ်ပေးနေတဲ့ဟာခုချင်းဒီလုပ်နေတဲ့ဟာလည်းရှိတယ်ဆိုအတီကအဖြစ်ကျွန်တော်တို့မှာဟိုစိတ်တမှန်တမ်းဖို့လို့ရအခုချင်းမှာ ကျွန်တော်တို့တိုင်းပြည်ကြီးကအခုရှမ်းနေဆိုရင်တော့လွတ်လပ်ရေးမကြေညာတာကလွေးလို့ဝါရုဆိုရင်တော့လွတ်လပ်တဲ့တိုင်းပြည်ပုံစံမျိုးပဲအကုန်လုံးဒါအာနာ၃ရက်လုံးကိုဂင်ထားတာပဲအခုကျွန်တော်တို့ချင်းနေလွတ်မြောက်နေနေပါလေလွတ်လပ်ရေးမကြေတဲ့ညာတာကလွေးပြီးတော့မှအာနာ၃ရက်ကိုကျွန်တော်တို့ဂင်ဆောင်နေတယ်ဆိုတော့ဒါရီပြန်လေဆုစီဖို့ဆိုရင်တော့စေတနာဖြူစင်တဲ့စေတနာမှန်တဲ့ကျွန်တော်တို့စကားစလေးအောက်ကနေပထမလွတ်မြောက်ရေးကိုအတိမပြုတ်နိုင်ဘူးလို့ရတယ် ဥပမာပြောမယ်ဆိုချင်းချင်းကအခုချိန်မှာအော်ဒါလွတ်လပ်ရေးကိုဥတီပြီးတော့မှတိုက်ပွဲဝင်နေတောင်မှချင်းအမြင်ဆုံးလွတ်မြောက်ဖို့အတွက်ပမာကတိုက်ပွဲဝင်ပေးဖို့အဲ့လောက်ကြည့်ကိုဆန္ဒဖြူစီမှတာလင်းကျွန်တော်တို့ကတိုက်ပြည်အတိပြန်လေပေါ်ဆောင်နိုင်မှာဖြစ်တယ်ဥပမာ US တို့ဆိုရင်လည်း Confederate ကနေ Federal ဖြစ်လာတဲ့ဟာကို EU တို့ဆိုလည်း Teacher လွတ်လပ်တဲ့တိုင်းပြည်ကနေ Confederate ပုံစံမျိုးဖြစ်လာတယ်ဒီထက်မကသူတို့စီရင်လာတယ်ဆိုရင်တော့ Federal တိုင်းပြည်တော့ကမ္ဘာမှာအကြီးဆုံးနိုင်ငံ ဖက်ဒရယ်တိုင်းပြည်ဖြစ်ဖို့အတွက်တော့ EU တော်မှာဖြစ်သွားလာနိုင်ချေလားလားရှိနေတယ်ဆိုတော့ဒေချာတာတစ်ခုကအတိုင်းပြည်တစ်ခုထူထောင်တဲ့ချိန်မှာပိုကြီးမားတဲ့အတိုင်းပြည်တစ်ခုကိုထူထောင်ဖို့ကတော့မျက်တာတဲ့အုပ်ချုပ်ရေးစနစ်အောက်မှာကတော့ပိုလိုလာကြတာကဘာကတည်တည်ပြပြီးဆိုတော့လွတ်လပ်တဲ့အတိုင်းပြည်ပုံစံမျိုးကျွန်တော်တို့ရည်တည်တောင်မှမျက်တာတဲ့နိုင်ငံကြီးအခင်းချင်းဟာမျိုးခင်းနိုင်တယ်ဆိုရင်တော့ဖက်ဒရယ်နိုင်ငံတော်ပြန်လေထူထောင်ဖို့အတွက်ယုံကြည်မှုရှိရှိနဲ့ကျွန်တော်တို့ထူထောင်နိုင်မှာပဲဆိုတော့ချင်းနေ လိုလဂျီအတွက် oral fair confederate oral ရခိုင်ဒီလိုလဂျီအတွက် confederate oral ဆိုတဲ့ပုံမှာဘေတော်လန်ဂျီကိုအားပေးနေတဲ့ပြည်သူကမှဝန်နေစိတ်မထားသိမှုပေါ့အမြင်ဆုံးလွတ်မြောက်အောင်ဝိုင်းဝန်းတန်ဖို့ပြီးတော့မှတကယ်တနိုင်ငံလုံးလွတ်မြောက်လာတဲ့ခါကျရင်ကျွန်တော်တို့ federal ပြန်ထူထောင်ဖို့အတွက်စကားပြောရင်လည်းအချင်းချင်းကအားအစေတနာအပြန်လှန်ပြီးကိုမှုတွေအပေါ်မျက်နှာထောက်ပြီးတော့မှကတ်တာတဲ့စနစ်အောက်မှာပြန်လည်ပေါင်းရှင်းနိုင်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ ဒါတော်ဟကြီးအင်အားစုဖေချမ်းပေါ့နော်စကားစဖေချမ်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်ပြောချင်တာကတော့စကားစအနေနဲ့ဒီတိုင်းရက်ဆက်တာမရက်ဘူးမျိုးတွေကိုလည်းဘုံကျဲတယ်ပြည်သူတွေကိုလည်းလှုပ်တယ်နော်ပြမအာချင်းအမျိုးသမီးတွေကိုမရင်ချင်းတဲ့သူကိုလည်းအရင်မယူဘူးဖွံ့ဖြိုးမှုကိစ္စမှာလည်းဘေးအမြဲတမ်းချိန်တယ်ဆိုရင်တော့ဒီဟာကိုကျွန်တော်တို့နောက်ထပ်ငန်းကြီးစင်ကြီးတော့ဟိုခေါင်းခါဖို့တော့ကျွန်တော်တို့အဆင်မပြေတော့ဘူးကျွန်တော်တို့ယုံထွက်မှာဒါယုံယုံထွက်တဲ့ခါကျရင်တော့ဒါ မိုက်တရခံကတော့ကျွန်တော်တို့ဖြစ်မှာမဟုတ်ပါဘူးစကားစားပြီးဖြစ်မှာပါဒီတော့တခါလေကြာရင်ကိုလေးလွှတ်ဆရာရှိတာလေလွှတ်ပြီးတော့မှနိုင်ငံကြီးရဲ့ရက်စကားပြောတဲ့အခင်းချင်းဟာမျိုးကိုလည်းစကားစကားနဲ့လည်းစဉ်းစားဖို့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုအမြဲတမ်းရက်စက်နေရင်တော့ချင်းနေကတစ်ချက်လိုမျိုးတွေထစ်ဖို့ပြီးတော့မှလွတ်လပ်ရေးထူထောင်မလားအိန္ဒိယထစ်ကူပေါင်းမလားကျွန်တော်တို့တမိုင်းကြောင်းအရာကျွန်တော်တို့ရဲ့လက်ရှိ ပကတိအခြေအနေအရဟောလွတ်လပ်ရေးကျင်းညာမယ်ဆိုရင်လည်းအသိတော်ဆုံးအချင်းပဲအိန္ဒိယထစ်ကူပေါင်းမယ်ဆိုရင်လည်း အကျိုးဆိုရအလွေကိုဆုံးသွားချင်းပဲအာဖက်ဒရယ်ထူထောင်မယ်ဆိုရင်လဲအစင်တဲ့ဖြစ်ဆုံးသွားချင်းပါပဲဒီပေါ်မှာစကားစနေတဲ့ပါရွေးမလဲဆိုတဲ့ဟာကတော့သူတို့ဆက်လက်ရစ်ဆမှုပုံမှာမူတည်ပဲဂျန်နက်ဒေါ်လာကြီးအင်အားစုဖိကတော့ဖြူစင်တဲ့ဆန္ဒနဲ့ကျွန်တော်တို့ကိုဆူတောင်းပေးကြပါလို့ပြောကျွန်တော်မြတ်တယ်ခင်ဗျာဟုတ်ပြီကိုစလိုက်တို့ကကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့ချင်းပြည်အရင်းနဲ့ပတ်သက်ပြီးအိန္ဒိယဘက်ကတော့စကားတွေကန်လန်းလာတယ်ပူပေါင်းမှုဒီကိစ္စရည်နဲ့ပတ်သက်ပြီးတော့အခုလိုမျိုး အခြေအနေအသေးစိတ်ကိုပေါ့နော်ရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်